ကံကြမ္မာဝုကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းတယ်။ကံကြမ္မာဝုကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းနှုတ်ကြုံသွားလို့ရှင်လူတွေဟာခံရရောဘဝမှာသူဟာဘဝတစ်ခုမှာကျောင်းနေဘုံကြီးတော်ဖြစ်တယ်။အတိတ်ဘဝတစ်ခုမှာကျောင်းနေဘုံကြီးတော်ဖြစ်ခဲ့တယ်။ကျောင်းနေဘုံကြီးတော်ဖြစ်တော့ကျောင်းတကာကအကန္တုတော်အပေါ်မှာ အာဂနုတပါးရောက်လာတဲ့အခါကျတော့တလေးတစားအာဂနုကို ပြုစုတာကိုသူကခြေလက်စီဖြစ်တယ်မနာလို့ဖြစ်တယ်အဲ့ဒါသိတ္တိထားချက်ကောင်းတာဘုန်းကြီးတွေမှလည်းအဲ့ဒါမျိုးဖြစ်တတ်တယ်အများကြီးနော်ဒါကြောင့်မို့ယရဏမေတ္တာသုံးထဲမှာဆိုဒီကုလေသူနာနုဂိတ်တော်ဆိုတာ တဂါရုံမတွေပေါ်မှာတွေ့တာမှုမရှိเสียရဘူးလို့ခေါ်တာအဲ့ဒါကြောင့်မလို့เนาะတွေ့တာမှုမရှိเสียဘူးအဲ့ဒါเจ้าနိုင်ဘုန်းကြီးကအာဂနုပေါ်မှာเจ้าတကာကတလေးတစားလှုပ်ထားကိုမနာလို့မရှုစိတ်ဖြစ်တတ်တယ်မနာလို့မရှုစိတ်ဖြစ်တတ်အဲ့ဒါလို့ဖြစ်လာတဲ့အခါမှာသူကနှုတ်ကိုအလွန်ကြုံပြောခဲ့တာဖြစ်တယ် ဟိုကတင်နှုံးသားနဲ့ခေါင်းရိပ်ပေးတဲ့အခါမှာဘာလို့တင်နှုံးကြီးနဲ့ခေါင်းရိပ်နေမလဲတမွေးစီတမွေးစီထန်တီချမ်းနဲ့ဆွဲနှုတ်ရင်မကောင်းဘူးလားဆွဲနှုတ်တာကောင်းသေးတယ်သူအိတ်တဲ့သူလှူတဲ့အိယာဘောအိမဲအစာမြေကြီးဘောအိထာကောင်းတယ်သူလှူတဲ့ဆွမ်းစားမဲ့အစာမစင်စားနေတာကောင်းတယ်လို့ဒီလိုပြောခဲ့ဘူးတဲ့ဝစီကံနေ ရဲ့အပြစ်ဒဏ်ကိုသူခင်ဗျာခံရရှာတယ်။နောက်ဆုံးဘဝတို့ဆိုရမယ့်အချိန်မှာမြတ်စွာဘုရားပွင့်တဲ့အချိန်သူလူလာဖြစ်တယ်။လူဖြတ်ကြဲကမိဘကနှိုးတိုက်ရင်နှိုးမစို့ဘူး။ဘာစားလဲဆိုရင်လူမစင်ကိုကြိုက်နေတယ်သူက။မစင်စားရတဲ့အနေထားပဲပြောခဲ့တဲ့စကားရဲ့နှုတ်ကြုံခဲ့တဲ့အပြစ်ကြောင့်မို့လို့။နောက်ဆုံးမှာ ဒီကလေးလေးဟာထမင်းကျွေးလည်းမစားဘူးဘာစားလဲမစင်မစားနေတယ်အဲ့ဒါလို့ဖြစ်လာတဲ့အခါကျတော့မိမိသားစုဟာအဆက်ရလာတော့သူ့ကိုမကောင်းကြောင်းပို့ဆိုပြီးတော့ပရပိုက်ကြောင်းတစ်ကြောင်းကိုသွားပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အခါကျတော့သူပြောခဲ့တဲ့အတိုင်းပဲကောင်းကအမွှေးတွေကိုသူ့ကိုမြေချင်းတူးမြေချင်းတူးပြီးတော့ပခုံးပေါ်ခေါင်းလေးတွေဖော်ထားပြီးတော့ဟိုဟို တရုတ်တည်းရဲ့အရဝိုင်းမှာတွေ့ဘူးလိမ့်မယ်စပွဲအလဲကောင်မှာမြောက်ကလေးတကောင်ကို နော်လဲပင်ထီအောင်ညက်ပြီးတော့တင်ထားပြီးတော့အဲ့ဒီမှာဒီမြောက်ကလေးကိုတူနဲ့ခေါင်းကိုရိုက်ဖောက်ပြီးတော့တူချောင်းလေးတွေနဲ့အဲ့ဒီအုံနောက်ကိုထုတ်ပြီးအရင်နဲ့တောက်တဲ့ပုံတွေတွေ့ခေါင်းတွေ့မိချလိမ့်မယ်နော်အဲ့ဒါမျိုးလိုပဲသူ့ကိုလည်း ခေါင်းလေးတွင်ပေါ်ထားပြီးဘောပခုံးထီအောင်အသားကြောင့်ကြီးတင်ထားမြေချင်းထဲမှာရုံတို့ကန်လို့မရအောင်အပေါ်ကပခုံးပေါ်ကနေစီးထားတဲ့တစ်သားကြောင့်ကြီးနှချောင်းပေါ်မှာထိုင်ပြီးတော့ခေါင်းမှာရှိတဲ့အမွှေးတွေကိုတပင်ချင်းတပင်ချင်းဆွဲနှုတ်ပစ်တယ်သူပြောခဲ့တဲ့အတိုင်းပဲလောက်ခံရတယ်အဲ့ဒါလို့လောက်ခံလို့ပြီးပြီးသူ့ကို သင်္ကန်းဝတ်ပေးလိုက်တဲ့အခါပရပတ်ယဟန်ပြုပေးလိုက်တဲ့အခါသူကလူလစ်ပီဆိုတာနဲ့တပြိုင်နက်တွိုင်းလက်ကိုသွားပြီးမစင်ကိုစားတော့တာနောက်ပိုင်းကြတဲ့အခါကျတော့ယူရဲရဲကိုဆွမ်းခံသွားဖို့ခေါ်တဲ့အခါမှမလိုက်ဘူးမလိုက်ဘဲနဲ့ကြောင်းမှဒီလိုပဲနေရတယ်နောက်တနေ့ကျတော့သူပါရီစားပြီးတော့နေတာလဲဆိုတာစောင့်ပြီးတော့ ချောင်းပြီးတော့ဖမ်းရတယ်ချောင်းဖမ်းတဲ့အခါမှာအားလုံးပြပိုက်ကျောင်းမှာပြပိုက်တွေကို မျိုးတဲသွားပြီးဆွန့်ခတ်သွားကြပြီဆိုလို့ရှင်သူကအိန္ဒာတကားကိုဖွင့်ပြီးတော့အဲ့ဒီမစင်တွေကိုစားတာကိုတွေ့တယ်ချောင်းဖမ်းတဲ့ပုဂ္ဂိုလ်တွေကတွေ့လိုက်တဲ့အခါကျတော့သူတို့ခိုင်းမစင်စားရဲဆိုပြီးတော့နာမည်ပြက်မှကြောက်တော့သူ့ကိုနှင်ထုတ်လိုက်တာနော် နင်ထုတ်လိုက်တဲ့အခါကျတော့ဒုရကမစင်စွန့်တဲ့နေရာမှာတောင်ကုန်းကြောက်ခဲတွေရှိတဲ့နေရာမှာသူကအဲ့ဒီမှာသွားပြီးတော့နေတယ်အရထဲကလူတွေကအဲ့ဒီမှာလာလာပြီးတော့မစင်စွန့်လေရှိကြတယ်အခုခေတ်လူအိမ်ဒီမှာတိုင်လက်တွေဘာတွေဟိုအိမ်သားတွေဘာတွေမရှိကြသေးတာခရီးခေတ်တောင်မှာအိမ်နီးယောက်မှာ ခြုံွယ်ပြီးတော့စွန့်တဲ့လူတွေအများကြီးရှိသေးတယ်နော်ခဏိခိတိအောင်ရှိတယ်အိန္ဒိယမှာအဲ့လိုလူတွေလူတွေကမစင်စွန့်တဲ့နေရာမှာသူကသွားနေပြီးတော့နေလေကြတော့လူတွေကအထင်ကြီးအောင်ဟန်ပန်လုပ်ပြီးတော့ခြေတော်ကလေးတစ်ဖက်မြောက်ကောင်းငင်ကိုမော့ကြည့်ပဇာဟာဘာလုပ်လဲလေစားနေတယ်ဆိုတဲ့ပုံစံမျိုးလိန်နာညာတာပေါ့လူလစ်ပြီးဆိုတဲ့အခါမစင်နေစားပြီးတော့ အဲ့လိုနဲ့သူကတကိုးကြီးနေလူတွေဆိုတာလိန်လို့အလွန်ကောင်းတယ်ရှုံတတ်တာနော်လိန်မဲ့သူကသာရှားနေတာဒီရှုံမဲ့သူတွေကအဆင်သင့်ပဲဘာလိန်လိန်ခဏခင်လဲတူတူပဲနော်လိန်သာလိန်ရှုံမဲ့သူကအများကြီးပဲနောက်ပါအလိန်ခံမဲ့သူတွေကအဆင်သင့်ဆင်သင့်ရှိတယ် အဲ့လိုလိန်ပြီးတော့စားတော့လူတွေကသူ့ကိုချီညိုကြတယ်လေးစားကြတယ်တလတခါသူ့စီစားကောင်းတော့ဖွယ်ရီလာပို့ကြတယ်အဲ့ဒီလာပို့တဲ့ခါသူကဟန်နဲ့ပန်နဲ့တမန်မြက်ရှားလေးနဲ့လှုပ်ပြီးတော့တမန်မြက်ကလေးကိုတုပ်ပြီးတော့ဟင်းလေးကိုရှားလေးနဲ့တို့တယ်အစားအစာလေးကိုတို့တယ်သူဒါပဲစားတယ်ပေါ့လေးပဲစားတယ်မစားဘူးဆိုတဲ့ဟန်နဲ့လှုပ်ပြဘယ်ဟုတ်မလဲသူစားနေတာလူမစင်အဲ့ဒါကျမှအဝစား အဲ့လိုနဲ့ဘုံတကူချီးပြီးတော့နေတဲ့အခါမှာမြတ်စွာဘုရားကတံယူတဲ့ဉာဏ်ကွန်ရဲ့ကြီးကိုဖြန့်ကျက်ပြီးတော့ချီးလိုက်တဲ့အခါမှာသူဟာအဲ့ဒီမြတ်စွာဘုရားရဲ့ဉာဏ်ကွန်ရဲ့ထဲမှာသူပုံပေါ်လာတယ်ပုံပေါ်လာတဲ့အခါကျတော့သူဟာအကုသိုလ်ကံတွေကုန်ပြီးရဟန္တာဖြစ်မဲ့အတိညာဉ်တွေသူ့ရင်ထဲမှာရှိနေတယ်ဒါကြောင့်မြတ်စွာဘုရားက သူနေရာကြွသွားပြီသူရဲ့အချိန်ကိုစောင့်ရင်းကနေပြီမြတ်စွာဘုရားကနောက်ဆုံးမှသူရဲ့လိမ့်လိလှိပြားမှုတွေကိုဖော်ထုတ်လိုက်တယ်တလတခါလူတွေကလာလာပြီးတော့လှူတဲ့စားကောင်းသောဖွဲ့တွေကိုတမန်မြက်ကလေးနဲ့တို့တို့ပြီးတော့သူကစားပြတယ်အဲ့ဒါမင်းလူတွေကိုလိမ့်နေတာပဲမင်းစားနေတာမစင်မဲလို့ မြတ်စွာဘုရားကဖွင့်ထုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာသူသိအံ့ဩသွားပြီးတော့မြတ်စွာဘုရားကိုဝန်ခံချက်ပေးလိုက်တယ်။အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာသောတပန်ဖြစ်သွား။သူကံလည်းပဲကုံသွားပြီးတော့မြတ်စွာဘုရားရှေ့မှာဒူးတုပ်ပြီးဖျားဟောတဲ့မြတ်စွာဘုရားကတဏှာသဖြင့်သူ့ကိုယဟန်ပြုတ်ပေးလိုက်တယ်။အဲ့ဒီအစကံကုံသွားတဲ့အခါကျတော့မစင်မစားတော့ဘူး။စားခြင်းစိတ်လည်းကုံသွားပြီ။ ြတ်သွားပြီလို့ဆိုတယ်နော်အဲ့ဒီချိန်ကနေပြီးတော့သူဟာမြတ်စွာဘုရားထံလိုက်ပြီးယဟန်ဖြစ်လို့တရားဓမ္မကျင့်ကြံကြိုးကိုအထုတဲ့ခါမှာနောက်ဆုံးမှာစံပုကမထေဆိုပြီးတော့ယဟန္တာဖြစ်သွားတာဖြစ်တယ်အဲ့တော့လောကလူဘဝတွေဟာလည်းအလုံးကိုဆန်းကျင်ကိုလုခဲ့တဲ့ကံတွေဟာကိုပြန်ရနေကြတယ်ပေါ့နော်အဲ့ဒါမှတတိထားလို့ အမတမ်းမှကြောက်စရာကောင်းတဲ့အနေထားမျိုးတွေရှိတယ်ဆိုတာတတိထားဖို့ပေါ့အဲ့ဒီအကြောင်းအရာတွေကိုသူပြန်ပြောပြတာသူကသူပြန်ပြီးတော့သူဘာတွေလုပ်ခဲ့တယ်ဆိုတာပြန်ပြောပြတယ်မှာပင်စပညာတဝတ္တဏိရသောသန္လမထရယိသူကနှစ်ပေါင်း90 95နှစ်ကြာတယ်သူအသက်ဘယ်လောက်ရည်လို့တော့မသိဘူးเนาะအသက်90ကျော်တာဖြစ်နေတယ် နှစ်ပေါင်း90နဲ့9နှစ်ထီအောင်ရဇောဆံလမထားရရင်ဆိုသူကရေတခါမှမချိုးဘူးခန္ဓာကိုယ်ဘယ်တော့မှရေမချိုးတော့အညစ်အကြေးတွေကသူခန္ဓာကိုယ်ဘလောက်မှခြေထုနေမလဲဆိုတာစဉ်းစားကြည့်ပေါ့နော်ရှင်မိုးချိုးတန်းစင်တာသူတခါမှမလုပ်ခဲ့ဘူးတဲ့ဘုံစံတော့မာတိကံပတ္တံဗတ္တံတလမှတခါ လူတွေကြွေးတဲ့လူတွေစားတဲ့အစာကိုသူစားခဲ့တယ်ဆိုဟန်ပြဟန်လေးနဲ့လှုပ်ပြီးတော့လာပို့တဲ့အခါမှာတလတခါသူ့ကိုပူဇော်ပွဲတွေလုပ်တဲ့အခါမှာသူကစားပြတယ်တလပါတခါပဲအဲဒီလူစားတဲ့အစာကိုတမန်ပြက်ကလေးနဲ့တို့ပြီးတော့